နေဝင်စည်းစာအချိန်မှာတော့ကောင်းကင်ကြီးတစ်ခုလုံးလေမော်ရောင်ပန်းရောင်နဲ့ခရမ်းရောင်ဖျော့ဖျော့တွေရောရှက်နေပြီလက်ခွေးမြင်ကျဲကြီးတွေဘောကိုမြောင်ကြီးတွေကလှပစွာ ဖြာကျနေခဲ့ပါတယ်တပည့်နေရရှီလျားတဲ့အရေးတွေနဲ့လှပတဲ့အရောင်အသွေးတွေကစိတ်ကိုကြည်နူးစေတယ်လေပြင်းအေးတွေကရွှေရောင်စပါးကင်းတွေကိုဖြတ်တန်းတက်ခိုက်သွားတဲ့အခါမှာတော့ကြားရတဲ့အတန်ဟာတာယာငိမ့်ချောင်းနဲ့ တည်တခြေတပုတ်လိုပါပဲဒီလိုသဘာဝတရားရဲ့တိတ်ဆိတ်ညီတတ်မှုကပဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားခြင်းမှာမုတ်ဆိုးကြီးမင်းကောင်ဟာသူ့ရဲ့အားကိုးရတဲ့မြင်းကြီးကိုစီးပြီးမြက်ခင်းမြင်းကြီးကိုဖျက်တမ်းသွားလာနေခဲ့ပါတယ်ဒီအညိုရောင်မြင်းကြီးကသူ့အတွက်နှစ်ပေါင်းများစွာတစ္ဆာရှိအဖော်ဖြစ်ခဲ့ပြီးသူတို့နှစ်ယောက်ဟာမြင်မာတဲ့တောင်တန်းတွေထူထပ်တဲ့တောအုပ်တွေနဲ့လျှို့ဝှက်စမ်းကြတဲ့နယ်မြေတွေကိုအတူတကွဖျက်တမ်းခဲ့ကြပူတယ်ဗျာ ူနဲ့တရိတ်ဆန်ကြားကခိုင်မြဲတဲ့နောင်ကျိုးကိုမုတ်ဆိုးကြီးတို့ရဲ့စိတ်ကြံ့ညီလာတဲ့မြင်းစီခရီးမှာတိတ်သာစွာထင်ဟပ်နေပါတယ်။မုတ်ဆိုးကြီးကတော့ဒန်နာဟီလာတတဝါဆန်းတွေကိုနှစ်ပေါင်းများစွာခြေရာခံလိုက်လံရှာဖွေတည်ခဲ့တဲ့မုတ်ဆိုးကြီးတူဖြစ်ပါတယ်။သူယုံကြည်တာကအဲ့တတဝါတွေဟာပုံမီနေထဲမှာပဲရှိတာမဟုတ်ပဲသူတို့ကိုယ်မှာလျှို့ဝှက်ဆန်းကျဲတဲ့စွမ်းအားတွေပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ။သူ့ရဲ့ကြောပေါ်မှာတနတ်ရှိတလက်ကိုလွှဲထားပြီးသူ့ရဲ့တီးကြီးခံကြတဲ့မျက်နှာသွင်းမြင်ကသူ့ဘဝမှာ စူးစမ်းခိုင်းပောင်းများစွာကိုဖျက်ဆီးခဲ့ရတဲ့ဆိုတာပေါ်ပြနေတယ်ဗျ။တောနဲ့ထဲကိုချင့်ကပ်လာတဲ့အခါမှာတော့မြို့ကိုတွေကပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပါတယ်။သူ့မြင်းကြီးရဲ့အသက်ရှူတမ်းပြင်းပြကသာပဲတိတ်ဆိတ်နေတဲ့ညရဲ့အမောင်တို့ကိုထိုးဖောက်လိုနေတယ်ဗျ။ညနေစည်းစားအောက်မှာတစ်ကိုင်းတွေမျက်ပင်တွေဟာအယောင်ပြောင်းစားပြူနေပြီးပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်စွာရှိနေခဲ့ပါတယ်။ညဘက်ငှက်တည်းရဲ့ပိုးမွားတွေရဲ့အတန်တွေကလွဲလို့ဘာအတန်းမှမကြပါဘူး။ ကြည်လင်တဲ့စမ်းကြောင်းလေးတစ်ခုနားမှာမိုးဆိုးကြီးခဏနားပြီးသူ့မြင်းကြီးကိုရေတောက်ခိုင်းလိုက်တယ်ဗျနေမင်းကြီးရဲ့နောက်ဆုံးအယောင်အဝါတွေတောင်တန်းနေနောက်ွယ်ကိုပျောက်ွယ်သွားတော့ကြည်ရင်နဲ့မိုးဆိုးကြီးဟာဒီတော်နဲ့ထမပုံအောင်နေတဲ့ဒဏ္ဍာရီလာတတဝါကြီးအကြောင်းကိုပြန်လဲတွေးတောနေခဲ့ပါတယ်အဲဒီတတဝါကြီးကိုဘသူမှယနေ့အထက်ထိအောင်မြင်မြင်ခြေရမခံနိုင်သေးပါဘူးဒဏ္ဍာရီတွေထဲမှာတော့အဲဒီတတဝါကြီးဟာမီးလိုတောက်တဲ့မျက်လုံးနေနဲ့ ူတိုင်းကိုကြောက်လန့်စေနိုင်တဲ့ဟိတ်ဟောက်တန်ကိုပိုင်ဆိုင်ထားတယ်လို့စိုးစမတ်ပြုကြပါတယ်။မုတ်ဆိုးကြီးမင်းကောင်ကအမဲလိုက်ပညာမှာကျွမ်းကျင်သူတယောက်ဖြစ်ယူနာမကလူအနေငယ်သာတည်တဲ့အထုဆွားအတခုကိုလည်းပိုင်ဆိုင်ထားပါတယ်။အဲ့ဒါကတော့ရှင်သစ်လူသားအဖြစ်ကို ပြောင်းလဲနိုင်ခြင်းပါပဲ။မုတ်ဆိုးကြီးဟာဒီဆွားအကိုတုံးပြီးသူ့ကိုယ်သူနဲ့သူ့မြင်းကြီးကိုတော်နဲ့ထဲအန်ရီရီကနေကာကွယ်လေးရှိတယ်ဗျ။ရန်သူတွေဒါမှမဟုတ် တဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ရတဲ့အခါမုံဆိုးကြီးမင်းကောင်ဟာခြေသေးနဲ့အဖြစ်ပြောင်းလဲပြီးသူ့ရဲ့နေရတောက်ပါတဲ့မျက်လုံးကြီးကြောက်မက်ဖွယ်ဟိဟောက်တန်တွေနဲ့ရန်သူတွေကိုအဝေးကိုမောင်းထုတ်လို့ရှိတယ်။မုံဆိုးကြီးကလမ်းခေးမှာအန္တရာယ်ကြုံတွေ့နေရတဲ့သူတွေကိုလည်းကူညီပေးလို့ရှိတယ်ဗျ။ဥပမာပြောရရင်ချမ်းအေးတဲ့ညတညမှာရွာသားတွေတိုက်ခိုက်နေတဲ့ဝင်းပလွေအုပ်ကိုမောင်းထုတ်ပေးတာမျိုးဓမြရန်ကနေကာကွယ်ပေးတာမျိုးတွေပေါ့။ သူ့ရဲ့တတ်သည့်နဲ့ထူးခြားတဲ့စွမ်းအားတွေကြောင့်လူများစွာကိုအနေရကနေကဲတင်နိုင်ခဲ့ပါတယ်။ဒီညမှာတော့မိုးဆိုးကြီးမင်းကောင်ဟာညောင်၆ပင်းဆိုတဲ့ရွာလေးတစ်ခုကိုဖျက်တမ်းသွားမှာဖြစ်တယ်ဗျ။အဲ့ဒီရွာလေးဟာအသက်မက်နေတယ်လို့တိတ်ဆိတ်ခြောက်သွေ့နေပြီးတပ်ဝင်လှုပ်ရှားမှုမရှိပါဘူး။မြေကြီးတွေကမိုးခေါင်လို့အကွက်ကြောင်ထနေပြီးအိမ်တွေကလည်းရိုရင်းပြက်စီးနေတယ်ဗျ။တချို့အိမ်တွေကမိအိမ်လေးတွေရဲ့အလင်းရောင်မှင်းပြပြလွှဲရင်ရွာတစ်ခုလုံးကမှောင်မိုက်လို့နေခဲ့ပါတယ်။ မိုးဆိုးကြီးမင်းကောင်မြင်လိုက်ရတဲ့ရွာသားတိုင်းရဲ့မျက်နှာတွေမှာကြောက်ရွံ့မှုတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေပြည့်နှက်နေကြတယ်ဗျ။သူတို့ရဲ့မျက်လုံးတွေကမျောလင်းချက်ကင်းမဲ့နေပြီးသူတို့ရင်ဆိုင်နေရတဲ့အရာကသူတို့ဆွမ်းအားထက်ကြီးမားနေတယ်လို့ပါပဲမုဆိုးကြီးမင်းကောင်ကသူ့ရဲ့မြင်းကြီးနဲ့အတူရွာထဲဝင်လာတဲ့အခါရွာသားတွေဟာပိုးပြီးကြောက်လန့်သွားကြပြီးတချို့ရွာသားတွေကဗတင်းပေါက်ကနေခြောက်ကျင်နေပြီးတချို့ကလည်းအိမ်တကားတွေကိုအ мян ပိတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာရွာလေးအသစ်ပင်ကြီးအောက်မှာစူဝေးနေတဲ့ တကြီးရွယ်ဦးတွေကတဦးနဲ့တဦးတီးတိုးစွာစကားပြောနေကြတယ်ဗျာမဆိုးမင်းကောင်ဟာဒီရွာမှာတခုမှားယွင်းနေတာကိုခံစားမိလိုက်တာကြောင့်မြင်းမော်ဟာဆင်းပြီးရွာသားတွေစီကိုရှောက်သွားခဲ့ပါတယ်ရွာသားတွေကမတင်ကားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတဲ့အချိန်မှာပဲမဆိုးမင်းကောင်ကလေးနက်တဲ့အတန်နဲ့မေးခဲ့လိုက်တယ်ဗျာဒီကရွာသူရွာသားတို့ခင်ဗျာကြည့်ရတာအားလုံးမှာစိုးရင်တော့ကတခုခုရှိနေတဲ့ပုံပဲဘာလို့များဒီလောက်ကြောက်ရွံ့နေကြလဲဆိုတော့ကျွန်တော်ပြောပြလို့ရမလား အဲ့ဒီအချိန်ရွာသားကြီးဦးမြကရှေ့ထွက်လာပြီးကြိုးစူးခဲ့ပါတယ်။ရွာသားတွေကလူစိမ့်တွေကိုမတွေ့ဘူးတာကြောင့်အံ့ဩနေတာဖြစ်ပြီးဓမြတွေရန်ကိုလည်းကြောက်ရွံ့နေကြတယ်လို့သူကရှင်းပြတယ်ဗျ။ပြီးတော့မုံဆိုးကြီးရဲ့ဝတ်စားပုံကသူတို့အတွက်ထူးဆန်းနေကြပြီးဒီရွာတို့ချဘဲဧည့်သည်မှမလာဘူးကြောင့်လည်းရှင်းပြပါတယ်။မင်္ဂလာပါလူလေး။ဦးလေးရဲ့နာမည်ကဦးမြပါ။ဒီရွာရဲ့တကြီးကွာ။ရွာနဲ့ကြိုးစူးပါတယ်နော်။ စကားပြောဆိုပြီးတဲ့နောက်မှာတော့အခြေအနေကနည်းနည်းပြန်လဲကောင်းမွန်လာပြီးရွာသားတွေကပြုံးပြလာကြပါတယ်။ဒါပေမဲ့မုတ်ဆိုးကြီးကသူတို့အပြုံးတွေရဲ့နောက်ကွယ်မှာဝမ်းနည်းမှုတွေဖိုးကွယ်နေတာကိုသတိထားမိလိုက်တယ်ဗျ။တချို့ဆိုမျက်ရည်တွေကိုတော့ခိုးတုံနေကြတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမနေနိုင်တော့ပဲတက်တယ်ပဲမေးလိုက်တယ်ဗျ။ဥိဒါနဲ့စကားမဆက်ကျွန်တော်သတိထားမိတဲ့လောက်တော့ဒီရောမှာတခုဖြစ်နေတယ်ထင်တယ်။ကျွန်တော်ကူညီနိုင်တာရှိရင်ပြောပါ။အားမနာပါနဲ့။ ကူညီပေးပါမယ်ကျွန်တော်ကူညီနေတာရှိတကြီးဦးမြကမျက်နှာညှိုးငယ်စွာနဲ့ခေါင်းညိတ်ပြပြီးရွာသားတွေကြုံတွေ့နေရတဲ့ကြောက်မဖွယ်အဖြစ်ပြက်ကိုရှင်းပြပါတော့တယ်ငါတို့တတ်ဖို့ကြိုးစားနေတဲ့လျှွက်ဆန်းကြတဲ့အရာတခုရှိနေတယ်ကွာအဲ့ဒါကြားမိတ်စာပဲငါတို့သူ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိလို့သူငါတို့ဒေါသထွက်နေတာတကြီးဦးမြရဲ့အတန်းအတုံရင်းနေပြီးရွာသားတွေကလည်းညံ့နေလာခဲ့တာနဲ့အမျှကြောက်လန့်စွာ ိမ်ထဲကိုအ мян ပြန်ဝင်သွားကြပါတယ်။ညနေလာပြီ။အိမ်ထဲပြောင်းဝင်ကြစို့။ခဏနေသူပြန်လာတော့မှဒီလိုပုံစံနေကြအောင်မုတ်ဆိုးကြီးမင်းကောင်ပိုးပြီးသိချင်းလာခဲ့ပါတယ်။ဦးလေးဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်ကိုရှင်းရှင်းလင်းလင်းပြောပြပါ။ကျွန်တော်တိမှဦးလေးတို့ကူညီနိုင်မှာဗျာ။တကြီးဦးမြကမုတ်ဆိုးကြီးရဲ့စေတနာမှန်အောင်မြင်တော့အဖြစ်မှန်အောင်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ငါတို့ရွာမှာမိုးခေါင်ပြီးတော့စားနပ်ရိက္ခာတွေရှားပါနေတယ်။ဒါကြောင့်နှစ်တိုင်းပြုတ်နေကြကြားမိတ်စာကိုပူဇော်ပသတာတွေမလုပ်နိုင်ခဲ့ဘူး။ကြားမိတ်စာဆိုတာကြောက်စရာကောင်းပြီးမော်စွိုင်းအင်းနေရှိတဲ့တရဝါကြီးပဲ။သူ့ကိုကောင်းကောင်းမပူဇော်ရင်ရွာကိုဒုက္ခပေးတတ်တယ်။မနေ့ညကပဲသူရွာကိုလာတိုက်ခိုက်လို့အင်းဒီအများကြီးပြက်စီပြီးလူတွေလည်းသေဆုံးတန်ရာရခဲ့ကြတယ်။ငါလည်းတအားဘယ်လိုဖြေရှင်းအောင်မသိတော့ဘူးကွာ။ငါတို့ရွာဟူကစိတ်စားသိနေတာထင်ပါတယ်။ဟာဒီလို့ ။ဒါဆိုဒီညကျွန်တော်တကြီးရဲ့အိမ်မှာပဲတဲခွင့်ပြုပါ။ရပါတယ်။ဒါပေမဲ့သတိတော်ထားပါနော်။ဒီညကြားမိတ်စာလာမလားမသိကြဘူး။ညဘက်လာပြဝင်ကြီးတာနေတဲ့အချိန်မှာတော့ရွာတရွာလုံးဟာအကြတမ်းမကြရတော့အောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။မုတ်ဆိုးကြီးဟာတကြီးဦးမြရဲ့အိမ်မှာတဲခုနေရင်ရွာသားတွေရဲ့တီးတိုးစကားပြောတဲ့တွေတကားတွေပိတ်တန်တွေကိုကြားနေခဲ့ရတယ်ဗျ။သူတို့အားလုံးက ကြားမိတ်စာရဲ့ရန်ကနေလွတ်မြောက်ဖို့အတန်တောင်မထွက်ရဲကြပဲပုန်းနေကြတာပါရုပ်တရက်တိရွဲ့၆တွေပေါ်နင်းလျှောက်လာတဲ့ခြေတံကြီးတွေနဲ့အတူကြောက်မက်ဖွယ်ဟိဟောက်တန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်မုတ်ဆိုးကြီးမင်းကောင်ကကြားမိတ်စာရောက်လာပြီဆိုတော့ကိုချက်ချင်းသိလိုက်တာနဲ့ရွာလေးကကွင်းမင်ကျဲကြီးစီကိုပြေးထွက်သွားခဲ့ပါတယ်ရွာတစ်ခုလုံးကတော့တိတ်ဆိတ်နေပြီဘသူမှ၆တော်မဆိုးရဲပဲအိတ်ရာထဲမှာအိတ်ချင်အောင်စောင်းနေကြတယ်ပြလေကွင်းမြင်ကိုရောက်တော့ လင်းထင်နေတဲ့လရောက်မှာကြားမိတ်စာကိုလိုက်ရှာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျွာနောင်ပိုင်းအောင်အော်တန်တခုကိုကြားလိုက်ရတာကြောင့်ကြားမိတ်စာကဂျွာနောင်ဘက်ကဝင်လာပြီဆိုတာကိုချက်ချင်းသိလိုက်တယ်ဗျ။ဒီကြားမိတ်စာတော့ညံများတာပဲ။ဂျွာထဲမှာလူစိမ်းရောက်နေတာကိုသူတို့နောက်ကနေဝင်လာတာဖြစ်အောင်။အားနေတဲ့ဂျွာသားတွေကအနိုင်ကျင့်ရဲတယ်ပေါ့လေ။မော်ဆိုကြီးဟာအောင်းအောပွဲအချိန်နဲ့ခြေလက်အနှဲငယ်အတွင်းမှာပဲကြားမိတ်စာရှိရာကိုရောက်သွားခဲ့ပါတယ်။ မိုးစိုးကစောင့်မနေတော့ဘဲကြားမိတ်စာကိုစိန်ခေါ်ပြီးတနတ်နဲ့ပြစ်ချလိုက်ကျောင်းမိတ်စာလှည့်လာတဲ့အခါမှာတော့ကျောင်းမိတ်စာဟာကြီးမားတဲ့ကြားရေးတကောင်ဖြစ်ပြီးသူ့ရဲ့မျက်လုံးတွေက အမောင်ထဲမှာမိခဲလို့နေရဲတောက်ပါနေပါတယ်။မိုးဆိုးကြီးဟာထွက်မပြေးနိုင်တဲ့ရွာသားတစ်ယောက်ကိုကျောင်းမိတ်စာလက်ထက်ကကယ်တင်ဖို့စူးစမ်းနေခဲ့တယ်။ဟေး အခုချက်ချင်းရလိုက်စမ်းမကောင်းတဲ့ကြမိတ်စာအားနေတဲ့သူတွေကမှအနိုင်ကျင်ရတယ်တကယ်တတိရှိရင်ငါနဲ့လာတွေ့စမ်းစကားဆိုမှနဲ့မိုးဆိုးကြီးကလက်တွေကိုရင်မက်မှရှက်ပြီးရှေးဟုံဘာသာစကားနဲ့မန္တန်တွေကိုရွတ်ဆိုလိုက်ပုံသူရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်းမှရွှေရောင်အလေးနက်တွေဖြစ်ပေါ်လာပြီးလင်ပြင်းတွေတက်ခတ်လာကကောင်းကင်တစ်ခုလုံးမဲမောင်သွားခဲ့တယ်ပြမိုးဆိုးကြီးရဲ့ခန္ဓာကိုယ်ဟာကြီးမားတဲ့ချင်းတဲ့လူသားအဖြစ်ကိုပြောင်းလဲသွားပြီးသူ့ရဲ့မျက်လုံးတွေကရွှေရောင်တောက်ပနေခဲ့ပါ ရှင်နစ်လူသားရဲ့အိမ်ဟောက်တန်းကျဲကြီးကရန်သူကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီဆိုတော့ကိုကျင်းညာလိုက်တယ်လို့ပတ်ဝန်းကျင်တစ်ခုလုံးခဏတာငြိမ်သက်သွားခဲ့တယ်။အဲအချိန်မှာပဲရှင်နစ်လူသားမုတ်ဆိုးကကြားမိတ်စာကိုအဆိုင်မတော်တဲ့ဘဝင်တိုက်ခိုက်ပါတော့။ကြီးမားလာတဲ့တားရဲတွေတိုက်ပွဲကရွာတရွာလုံးကိုတွန်းလှုပ်သွားစေခဲ့ပြီဗျ။ရွာသားတွေကတော့ကြောက်လန့်တကြနဲ့ပုံအောင်နေရင်မုတ်ဆိုးကြီးနိုင်ဖို့စူတောင်းနေခဲ့ကြပါတယ်။တိုက်ပွဲကလွန်မဲ့ပြင်းထန်လာခဲ့ပြီးစားမိတ်စာက သူ့ရဲ့ခြုံထက်တဲ့လက်ဘဲတွေတွားတွေနဲ့တိုက်ခတ်ခဲ့ပြီးနဲ့ချင်းတဲ့လူသားကပိုးပြီးညံဆန်တော့လက်ခံအင်းအားကြီးမနေခဲ့တာကြောင့်ဘလို့မှမရှင်းနိုင်ပဲဖြစ်နေခဲ့တယ်။ချင်းတဲ့လူသားအဖြစ်ပြောင်းလဲနေတဲ့မိုးဆိုးကြီးဟာသူ့ရဲ့မော်စွမ်းအားတွေကိုတုံးကကြားမိတ်စာကိုပြင်းထန်တဲ့တိုက်ခတ်တွေနဲ့အနိုင်တိုက်ခိုက်ပြီးကြားမိတ်စာကိုလမ်းရများစွာနဲ့အလင်းအမြန်ပဲတော့အုပ်ထဲကိုပြေးဝင်ထွက်ပြေးသွားအောင်မောင်းထုတ်နိုင်ခဲ့ပါတယ်။ပြီးနောက်မိုးဆိုးကြီးလူခန္ဓာကိုယ်ကိုပြန်လဲပြောင်းလဲလိုက်တဲ့အခါမှာတော့ကျွာသားတွေက ပုံအောင်နေကြတဲ့အိမ်ထဲမှာထွက်လာကြပြီးမုတ်ဆိုးကြီးကိုလေးစားသွားကြကကျေးဇူးတင်စကားတွေပြောနေခဲ့ကြပါတယ်။မုတ်ဆိုးကြီးကပင်မနွမ်းနဲ့နေပေမဲ့ရွာသားတွေကိုကယ်တင်နိုင်ခဲ့လို့ပျော်ရွှင်နေခဲ့တယ်ဗျ။အရှင်အရှင်ဘယ်လိုနေသေးလဲ။အရှင်မှာအခုလိုဆွမ်းရတယ်ရှင်မကျွန်တော်တို့မသိခဲ့ဘူး။ကျေးဇူးတင်ပါတယ်။တကယ်ကိုကျေးဇူးတင်ပါတယ်။ဟွန်းရပါတယ်။ကျွန်တော်နည်းနည်းပဲတန်ရာရတာပါ။ဒါမှမဟုတ်ကျွန်တော်တို့ပေါ့ဆလို့မဖြစ်ဘူး။သူလက်စားချေဖို့ပြန်လာမှသိကြတယ်။ အားလုံးသတိထားပြီးတော့စုစည်းစည်းနေကြပါမဟုတ်ဆိုရင်မင်းကောင်ဟာတကြီးနဲ့ယွာသားတွေကသူ့ကိုကျေးဇူးတင်စကားတွေပြောနေကြပေမဲ့သူကတော့ဒီကိစ္စကမပြီးသေးဘူးဆိုတာကိုသိနေခဲ့ပါတယ်ဒီတစ်ခါတိုင်ရရတော့တာကကြားမိတ်စာကိုပိုးပြီးအင်အားကြီးသွားနိုင်တယ်ဆိုတာကိုသိနေခဲ့တယ်ပြရွာသားတွေအားလုံးကလည်းမိုးဆိုးကြီးရဲ့စေတနာကိုနားလည်ပြီးကျေးဇူးတင်နေကြပါတယ်။တကြီးကမြေရီနဲ့ကျေးဇူးတင်စကားပြောပြီးမိုးဆိုးကြီးကိုသူ့ရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်လိုက်တယ်ဗျာ။ မုံဆိုးကြီးမင်းကောင်ကတော့သူကမှန်ကန်တဲ့အရာကိုလှုပ်ဆောင်ရုံတက်တက်ဖြစ်ပြီးအားလုံးစီစီလုံးလုံးနဲ့နေထိုင်ကြဖို့သာတောင်းဆိုခဲ့ပါတယ်။အားလုံးလည်းမြေရီနဲ့အတူကြေပေးခဲ့ကြတယ်ဗျ။အခုတော့သူတို့မှအကူရအစ်တတခုရရှိသွားခဲ့ပါပြီ။တကြီးဦးမြနဲ့ရွာသားတွေကမုံဆိုးကြီးကိုကျေးဇူးတင်စကားတွေပြောကြပြီးသူတို့ရဲ့ကက်ဒီရှိအဖြစ်တတ်မှတ်လိုက်ကြတော်တယ်ဗျ။ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။နောက်အပိုင်းမှာပြန်လဲဆုံကြရအောင်ပါ။